အော်လုံးဆိုတော့အကစားတစ်ခုပဲပို့ရဆိုတော့စကားကျွန်တော်တော့လက်ဆန်လဲဆိုဘာလို့လက်ဆန်လဲဆိုတော့ဒီကျွန်တော်မိသားစုလိုမျိုးခံစားမှုကိုအတင်းတင်းမှရရတယ်ဗျာကျွန်တော်ကတော့ဒီအောင်ဒုတိယမိသားစုလိုမျိုးတတ်မှတ်ထားတာဗျာ စီလုံးမှုကတော့လုံးဝအရေးပါတဲ့အရာတစ်ခုပဲဒီအောက်စားတစ်ခုမှာသူချိန်မှာပဲဖြစ်ဖြစ်တခြားအောက်စားကဏ္ဍအကုန်လုံးကစီလုံးမှုလိုပဲနော်။ကျောင်းထဲကျောင်းချိတ်ဆမှုကောင်းကောင်းလေးစီလုံးမှုကောင်းလေးတဏီတညွတ်ထဲသွားနေမှသာကိုလုံးတဲ့အလုပ်အပေါ်မှာပို့ပြီးတော့ကောင်းမွန်လုံးနိုင်တယ်လို့တော့ထင်တယ်ဗျ။ဒီလူငယ်တွေကိုပေးချင်တာမှဆက်တူတော့ပါလဲဆိုတော့ကျွန်တော်ကအရင်ဒီဝါနာကြီးကိုအရင်ယူတော့ခဲ့တယ် နေရရယူတုတ်ခဲ့တော့ဒီခန္ဓာကိုယ်နဲ့အခက်ခဲအနိုင်ဖြစ်တယ်ဗျ။ကျောင်းတော်လုံနိုင်လေးရပါဗျာတည်ရမလားအဲ့ဒီကအားလုံးဒီနေ့တွေပဲပို့ပြီးစူးစမ်းစစ်ဆေးထားဗျာနိုင်ငံတင်းတော့ကျောင်းဟုတ်ရုံကြောင်ဆက်ရှောက်မယ်ဆက်ရှောက်တွေကမနာတွေပြောသေးကြောင်းဆက်ရှောက်နေပါဗျာ ကျောင်းဆရာတွေနားပါလို့ပြောရင်းနေမှာကျွန်တော်နားမယ်အခုအခုချိန်ကြီးတော့ကျောင်းဆရာတွေကနားပါလို့မပြောသေးဘူးအဲ့ဒီတော့ကျွန်တော်ဆက်လျှောက်မယ်